ရူနိုဆေးဘားသာပတ်မပြေးဘူးဆိုရင်အလဲထိုးနိုင်လိမ့်မယ်လို့ယုံကြည်နေတဲ့ဂျော့ရှ်ဟော့ဗန်ချင်းတိုင်းသားလေးကျွန်တော်ရဲ့မြန်မာဖိုက်တာဂျော့ရှ်ဟော့ဗန်ကတော့ဘရူနိုဆေးဘားနဲ့ပွဲအတွက်ကိုပြင်ဆင်မှုတွေအများကြီးပြုလုပ်ထားတဲ့အကြောင်းကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်ဘရူနိုဆေးဘားလက်သီးချက်တွေကပါဝါပါတာကြောင့်ဒေါအောင်ဗန်အင်းနဲ့သတိထားပြီးတော့ရှင်ပိုင်ကစားသွားမှာဖြစ်ပါတယ်အဓိကအပြင်ဘရူနိုဆေးဘားနဲ့ထိုးတဲ့အခါမှာခေါင်းသုံးပြီးတော့ဖိုက်ဂျူကောင်းကောင်းနဲ့ကစားနိုင်မှာဖြစ်မဲ့အခြေအနေလို့ဗန်ကခံယူထားတာပါ ါမဲ့သူစီမှာလည်းပါဝါပါတဲ့လက်သီးချက်တွေရှိတယ်လို့ဗန်ကယူဆလျက်ရှိပါတယ်။ဒါအောင်သီးလို့ဗန်နဲ့ရှင်ပိုင်ကြတဲ့ပြိုင်ဘက်တွေကဗန်နဲ့လက်သီးချင်းရှင်ထိုးဖို့တိတ်ပြီးတော့မလုတ်တက်ကြပါဘူး။ဗန်ကလိုက်ထိုးပြီးဆိုရင်ကျိုးဝိုင်းထဲမှာပတ်ပြီးတော့ပြေးနေတတ်ကြပါတယ်။အထူးသဖြင့်ဆူရီးယားနဲ့ပွဲမှာဒီအချက်ကတော်လေးကိုသိတာထင်ရှားလွန်ခဲ့ပါတယ်။ဒါကြောင့်ဒီပွဲမှာဘရူနိုဆေးဗာအနေနဲ့ဆူရီးယားလိုပတ်မှာပြေးဖို့မျှော်လင့်မိတယ်လို့ဗန်ကပြောကြားလာခဲ့တာပါ။ဒါဆိုရင်တော့သူအနေနဲ့ဘရူနိုဆေးဗာကိုအမောက်တိတ်နိုင်လိမ့်မယ်လို့ဗန်ကယုံကြည်နေပါတယ်။ဘရူနိုဆေးဗာနဲ့ကတကြိမ်ပွဲတည်းပေးထားပြီးပါပြီ ိုင်တုံးကဆေးဘာဘက်ကနှုတ်ထွက်သွားလို့ဗန်ကဆူရီးယားနဲ့ပြောင်းလဲပြီးတော့ရှင်ပြိုင်ခဲ့ရတာပါဒါကြောင့်ဘရူနိုဆေးဘာကိုရင်ဆိုင်မှုနဲ့ပတ်သက်လို့ဗန်အနေနဲ့လေ့ကျင့်ပြင်ဆင်ထားမှုတွေကအတော်လေးကိုပြေဆုံးနေတော့ပြီလို့ယူဆပါတယ်ဆိုတော့ဘောရာရောဘလို့မြင်ကြလဲဗန်ဒီပွဲမှာအေးစီပဲကျုံးနိုင်မယ်လို့ထင်လားဘလို့ထင်မြင်ချက်ရှိလဲပြောပြခဲ့ပါဦးခင်ဗျာဂျက်စီမှာဆေးစီမှုခံယူသွားတော့မယ်လီယန်ဒီလပ် ။ Esweta Simu Dilap ကတော့ Chelsea တင်းကိုပြောင်းရွှေ့ကစားဖို့အတွက်ခေါင်းငိမ့်လိုက်ပြီးတဲ့နောက်မှာအခုဆိုရင်ပြောင်းရွှေ့ကိစ္စတွေအားလုံးအထမြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ Dilap ကဒီကနေ့မှပဲ Chelsea မှာဆေးစမှုတွေလာပြီးတော့ခံယူသွားတော့မှလည်းပဲဖြစ်ပါတယ်။ Dilap ကဒီနေ့ဘောလုံးရာသီမှာ Esweta တူတောက်ပါလာခဲ့ပြီးတော့ Premier League 38ပွဲပိုင်းကစားပေးခဲ့ကဆန္ဒကိုသွင်းထားပေးခဲ့ပါတယ်။ဒီလက်ပေါဝင်ကစားနေတဲ့ Ace ကဒီနေ့ရာသီမှာတန်းစင်းသွားခဲ့ဖြစ်လို့ဒီလက်ပဲစာတို့ရောကြီးပေါင်တန်း30ကအသက်ဝင်လာခဲ့ပြီးတော့သူ့ကိုခေါ်ပြီးတော့ club တင်းနေမှုလို့ပေါက်ပြီးတော့ပေါ်လာခဲ့ပါလိမ့် မိုင်ကလည်းဒီလပ်ကိုခေါ်ပြီးတွေးဆုံတာစကားတွေအများကြီးပြောပြခဲ့ပါသေးတယ်။ဒီလပ်ကလည်းမိုင်ကိုစိတ်ဝင်စားခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ Chelsea က Champions League ဝင်ွင့်နဲ့ဝင်ကားကင်ပေါက်ပြီးတော့ဒီလပ်ကိုစီးအောင်သွားခဲ့တာကြောင့်ဒီလပ်လည်းမိုင်ကိုသစိမ်းလို့ချိုးက Chelsea တင်းအောင်ကောက်ကောက်ပေါင်းလိုက်သွားခဲ့တာကြောင့်မျက်ရည်တွေဇက်တောက်ဇက်တောက်နဲ့ကြံခဲ့ရတာကတော့ဂိတ်ကြီးလိုပဲဖြစ်ပါတယ်။ခုဆိုရင်ပြောင်းဆွေးနဲ့ပတ်သက်လို့ကိစ္စဝိစ္စတွေလည်းပြီးစီးသွားပြီလို့စိတ်ဆင်းမှုခံဖို့လုပ်နေခဲ့ပါပြီ။တကယ်လို့စီးအောင်သွားခဲ့မယ်ဆိုတော့စာချုပ်မှာလက်မှတ်ရေးထိုးဖို့ဆက်ပြီးတော့လုပ်သွားကြတော့မှာပါ။ ဒီလပ်ကအင်္ဂလန်ယူနိုက်တက်အသင်းနဲ့အတူဥရောပဖလားဝန်ကန်စရာရှိပေမယ့်ချယ်ဆီကတော့သူတို့နဲ့ကလပ်ကပဖလားမှာဝန်ကန်ပေးဖို့ဒီလပ်ကိုတောင်းဆိုထားလို့သိရပါတယ်။ပြန်ရောက်လာသောချန်ပီယံလိအောင်ပွဲပြန်ရောက်မလာတော့သောဇာနာနဲ့လူးဝစ်အင်နရီယာဘဝတစ်ခုအမှတ်တရ။ဘီအက်ဂျီနီဗျာလူးဝစ်အင်နရီယာဘီအက်ဂျီအသင်းကိုချန်ပီယံလိဖလားရယူပေးလိုက်နိုင်ပြီးတဲ့နောက်မှာတော့မပြန်လဲအောင်ထွက်သွားခဲ့ဖြစ်တဲ့သူ့ရဲ့တမိငယ်လေးကိုအောင်မေတာတာလွမ်းဆုံနေခဲ့ပါလေ။ ကဘာကြီးမှမိသားစုမစုံမလင် ဖြစ်ရတဲ့အတိုင်းမျိုးတွေတိတ်များလာတယ်။ကံတရားရဲ့ရိုက်ခတ်မှုတွေကြောင့်အချိန်မတန်ခင်ကို့မိသားစုဝင်နေတဲ့ကတယောက်ယောက်မပြန်လန်းကိုစောစီစီရွက်လွင်ထွက်ခွာသွားတတ်ပြီးကဘာဟာတီကွဲကွဲရမှုတွေပိုးပြီးတော့များလာခဲ့ပါပြီ။ဒိုနဲ့ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ကြောပင်ကိုလွမ်းတသားသားငေးမောရင်ဘယ်တော့မှပြန်မရနိုင်တော့တဲ့မိသားစုစုံကြီးထမင်းဝိုင်းလေးတွေကိုလဲပြန်ငဲကြည့်ရတဲ့အချိန်တွေပိုများလာပါလေ။ဒီထဲမှာလူဝိစင်နရိတ်လည်းတယောက်ပါဝင်ဖြစ်လာခဲ့ပါလေ။ Champions League Final ပွဲပြီး WC သားရဲ့နောက်မှာတော့ဝမ်းနိုင်စရာမြင်ကွင်းလေးတွေရှိခဲ့ပါတယ်။စပိန်လူမျိုးနီးပြားမှာကြာသိမိကဘာစီလိုနာကို2015ခုနှစ်မှာ Champions League ဖလားအောင်မြင်မှုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့စနေနေ့ညမြို့နယ်မှာအတိုင်းထပ်မှန်ပြီးလှုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းကဇာနာဟာကွင်းထဲကိုဝင်ရောက်ပြီးတော့မြက်ခင်းပေါ်မှာဘာစီလိုနာအသင်းလံကိုစိုက်ထူခဲ့တာကတော့အမှတ်ရပွဲအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ဇာနာတယောက်လူလောကကြီးထဲမှာမရှိရှာတော့ပါဘူး။ပြီးခဲ့တဲ့2019ခုနှစ်ဩဂတ်လမှာဇာနာရှားပါတဲ့ အရိုးကင်ဆာရောဂါကြောင့်အသက်၉နှစ်အရွယ်မှာပဲဆုံးဖားသွားခဲ့ရပြီဖြစ်ပါတယ်။အင်ရီကတော့ဒီအောင်ပွဲအတွက်ဇာနာကိုမမိခဲ့ပါဘူး။ PSG ကချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်လူအေးစင်နရီကချက်ချင်းပဲဇာနာကိုအမှတ်ရပွဲအခိုက်အတန့်ကိုရုပ်ပုံရိုက်နှိပ်ထားတဲ့ T-shirt သစ်ကိုလဲလှယ်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်မိနစ်အနည်းငယ်ကြာမှာပဲအဲ့ဒီ T-shirt ထဲကပုံတိုင်းပဲ PSG ပရိသတ်တွေကရုပ်ပုံအကြီးကြီးကိုဖျံပြခဲ့ကြတာဖြစ်ပြီးအင်ရီကပရိသတ်တွေရဲ့ရှေ့မှာဖလားရလို့ပြောရှင်တာကတစ်ဖက်သမီးဖြစ်သူကိုသတိရလို့စိတ်ထိကကြေကွဲမှုကတစ်ဖက်နဲ့ စိတ်ခံစားမှုတွေရောထွေးပြည့်နှံ့နေကြတာဖြစ်ပါတယ်။ကျွန်တော်သမီးចောင်းတွေးဖို့ချန်ပီယံလိဖလားရစရာမလိုပါဘူးဗျ။ကျွန်တော်အများတန်းသူ့ចောင်းတွေးနေပါတယ်။သူရှိသလိုလဲခံစားနေရပါတယ်။သူအများတန်းကျွန်တော်မိသားစုနဲ့အတူရှိနေမှာပါ။အဲ့ဒါကအနှုတ်လက္ခဏာဆောင်တဲ့အခြေအနေကနေအကောင့်ဘက်ကိုတွေးတဲ့သဘောပါ။ဒါကကျွန်တော်စိတ်ထားပါပဲ။ကျွန်တော်ပရိသတ်တွေကိုင်ဆောင်ခဲ့ကြတဲ့စာတမ်းကိုမြင်ရတာဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ဒါပေမဲ့ကျွန်တော်သမီးလေးចောင်းတွေးဖို့ချန်ပီယံလိဖလားမလိုပါဘူး။သူကဒီမှာအများတန်းရှိနေမှာပါ။ပရိသတ်တွေကျွန်တော်သမီးတို့ကလှုပ်ပေးခဲ့တာအရန်ကိုဝမ်းနေဝမ်းသာဖြစ်မိပါတယ်။ ရိသတ်တွေကကျွန်တော်နဲ့ကျွန်တော်မိသားစုကြောင်းတွေးကြပါလားလို့တွေးမိတာကအရန်ကိုလှပပါတယ်လို့အင်နရီကပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လဲဘောလုံးဟာအာကစားတစ်ခုထပ်ပိုတယ်လို့ပြောစမှန်ပြုတ်ကြတာမဟုတ်ပါလားခင်ဗျာ။